ဒီကစားသမားကိုရောင်းထုတ်ခဲ့တဲ့တန်ဟုတ်ကိုလုံးဝအခဲမကြီးဖြစ်နေတဲ့ United fan များအရစ်တန်လက်ထက်မှာတော့ Manchester United အတွက် FA ဖလားနဲ့ League ဖလားနှစ်ခုကိုစကူးပေးခဲ့ပေမဲ့တခြားကဏ္ဍတိုင်းနှီးပါးမှာတော့ကြီးမားခဲ့တဲ့ကြာရှုံးမှုတွေရှိခဲ့ပါတယ်။ပထမရာသီမှာတတိယနေရာရခဲ့ပေမဲ့ဒုတိယရာသီမှာတော့ရမတ်60နဲ့အဆင့်8သာရခဲ့ပြီးတော့1989 90ရာသီနောက်ပိုင်းမှာအနေဆုံးအဆင့်ကိုရောက်ခဲ့တာပါ။2024-25ရာသီမှာတော့ပရီးမီးယားလိဘွဲမှာ၉ဘဲကစားပြီးရမတ်၁၇မှတ်သာရခဲ့တဲ့အတွက်အသင်းကနေပြီးတော့ထုတ်ပယ်ခံခဲ့ရပါသေးတယ်။ ရလက်တွေဆိုးရွားခဲ့ပြီးတော့အရရဲ့တစိမ့်တစ်ပိုင်းကခေါ်ယူမှုတွေမကောင်းမှုချင်းတော့ပဲဖြစ်ပါရည်အန်တိုနီလိုမျိုးကစားသမားမျိုးကိုပေါင်86သန်းနဲ့ခေါ်ယူခဲ့ပေမဲ့ပရီးမီးယားလိသမိုင်းရဲ့အကြီးမားဆုံးကြာရှုံးမှုတွေကတခုဖြစ်လာခဲ့ပါရည် Ramos Hoyland, Andre Onana, Mason Mount, Casemiro, Manuel Ugarte တို့ကလည်း Old Trafford ကိုရောက်လာခဲ့ပြီးနောက်ရေရှည်သက်ရောက်မှုမပြုနိုင်ခဲ့ကြပါဘူး။ဒါ့အပြင်ကစားသမားရောင်းချမှုအချို့အတွက်လည်းဝေဖန်မှုတွေရှိခဲ့ပါသေးတယ်။ ဥမာအပြင်တော့စကော့မက်တော်မနီကို2024နွေရာသီမှာရောင်းချခဲ့ပြီးတော့သူကနာပိုလီကိုစီးရီဖလားရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီးအခုဆိုရင်ကမ္ဘာအကောင်းဆုံးကွေးလေလူတွေကတူဖြစ်နေပါပြီအဲ့လိုကစားသမားတွေထဲမှာအေဗာရိုကာရီယားစ်လည်းအဲ့လိုထင်ရှားတဲ့ဥမာတစ်ခုပဲဖြစ်ခဲ့ပါရီကာရီယားစ်ကယူနိုက်တက်အတွက်တပွဲမှမကစားခဲ့ရပေမဲ့2020ပြည့်နှစ်မှာပါဝင်ခဲ့ပြီးယူနိဆက်သုံးတနစ်တာအကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ခံခဲ့ရတဲ့အရေးချင်းရှိတဲ့သူမျိုးပါဒါမဲ့တန်ရက်ကပရီးမီးယားလိဂ်အတွက်သူ့ကိုအရှိန်မလုံလောက်ဘူးလို့ခန်းစားခဲ့ရပြီးတော့အခွင့်အရေးမပေးခဲ့ပါဘူး သူက President Noah နဲ့ Garanada မှာအငှားသွားကစားခဲ့ပြီးတဲ့နောက်2024ဇန်နဝါရီမှာ Benfica ကိုရောက်ခဲ့တာပါအဲဒီမှာလဲအစားပိုင်းမှာအငှားနေတာတွားရောက်ခဲ့ပေမဲ့ Euro 6တန်းနဲ့ဝေယူဝင်ပါခဲ့ပြီးနောက်ပိုင်းမှာခေါ်ယူခဲ့ပါတယ်ပိုတူဂီအင်အားကြီးအသင်းဒီတို့က68ပွဲကစားပြီးနောက်2025လွေရာသီမှာ Real Madrid ကသူ့ကို Euro 50နဲ့ခေါ်ယူခဲ့ပါတယ်အခုချိန်တော့သူ့ရဲ့ငယ်ဘဝကလပ်ကိုပြောင်းလာခဲ့တဲ့ Carrias ကဘယ်နောက်ခံလူနေရာမှာ La Liga ပွဲ71ပွဲထွက်ကစားထားပြီးတော့ နေပြစားပြီးလိုဆိုရဲ့အသင်းကိုခုနှစ်ပတ်ဖြတ်ပြီးဦးဆောင်နိုင်အောင်လို့ကူညီပေးနေပါတယ်။မကြသေးမီကဗလန်စီယာနဲ့ပွဲမှာလည်းနောက်ဆုံးမိနစ်မှာဒေါင်တွေကိုပြန်ဝင်သွားတဲ့အမကန်ကိုသွင်းယူပေးခဲ့ပြီးလေးဂိုးစီးရိုးနဲ့နိုင်ရရှိစေခဲ့ပါတယ်။တန်လက်တမယူရို6တန်းနဲ့ရောင်းချခဲ့ရတဲ့ကစားသမားကနောက်ပိုင်းမှာယူရိုတန်း90တန်းမှုရှိတဲ့ကစားသမားဖြစ်လာခဲ့တဲ့အတွက်မန်ယူပရိသတ်တွေကတန်ဟောက်ကိုမကြည်မတတ်ဖြစ်နေကြတာပဲဖြစ်ပါတယ်။